ဒါကက်စတန်ဘွားအကျန်းစားရှုံးပွဲမရှိဖိုက်တာရာဆူလော့ဖ်အလုံးမင်္ဂလာပါ 3K Sport 2.0ကနေကြိုဆိုပါရစေဇော်လာချောမှာဒရီဂီဖိုက်တာရာဆူလော့ဖ်ကိုစမ်းသပ်မဲ့စိန်ခေါ်တန်ရှိနေတယ်ရာဆူလော့ဖ်ဆိုတာတည်သူတော်တော်များများရှိနေပါပြီမတီသေးသူတွေအတွက်မိတ်ဆက်ပေးရင်1 lightweight dan champion ကပတ်မျောလင့်နေတဲ့အကျန်းစားဖိုက်တာဝဲမှာပွဲတိုးတာမကြသေးမဲ့ပြိုင်ဘက်တို့ကိုအိမ်မဆိုးပေးနေသူရာဆူလော့ဖ်ပါပဲရာဆူလော့ဖ်ကဇူလိုင်လအတွင်းကျင်းပတဲ့15 night 23မှာ သူစားကိုပထမဆုံးပြသနိုင်ခဲ့တယ်။ဝိုင်းရလိုက်ဝဲချန်ပီယံဟောင်းအုတ်ရဲယုံကိုနိုင်ပြီးတော့ထင်ရှားလာပါလိမ့်။အသက်32နှစ်ဝယ်ဖိုင်တာရဲ့ professional မှတ်တမ်းကလည်းထိတ်လန့်စရာပါ။ဆလီဝဲကစားဆလီဝဲနိုင်ထားပြီးတော့ရှုံးဝဲလုံးဝမရှိထားဘူး။ရာဇူလောက်ကသူ့ရဲ့ရှုံးဝဲမရှိ၊ယာဇဝင်းကိုဝမ်းမှလည်းထပ်ပြီးတော့တတ်တန်းတိုးချင်နေတယ်။ကျွန်တော်ဘွားမှာရှုံးဆိုတာယာဇဝင်းမရှိပါဘူးလို့ကြွေးကြော်ထားသူပါ။သူက1ဒုတိယပွဲဖြစ်1 lightweight MMA world title ပိုင်ရှင် Christian Lee နဲ့အားဆန်းခဲ့ပါလိမ့်။ဒါပေမဲ့မတော်ဆမျက်လုံးနှိုက်သလိုဖြစ်လို့ပွဲပြတ်ခဲ့ရတယ်။ အားခဲထားမြဖြစ်မလာပေမဲ့အခုရာဆလော့ကိုတိတ်တိတင်ပေးမဲ့ပွဲကရောက်လာပြီရာဆလော့က Switzerland fighter Morris Avivi နဲ့တပွဲလန်ကဲဆက်မှာပါ Avivi ကလည်းခေသူတော့မဟုတ်ပါဘူး one fight night ကနေ one ပြိုင်ပွဲကြီးထိတက်ရောက်ဆင်တွဲခွင့်ရထားပြီးတော့နောက်ဆုံး၃ပွဲဆက်အနိုင်ရထားတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့၃သက်ချက်ကိုပွဲနီးလိုက်တင်ဆက်ပေးမှာဖြစ်ပြီးတော့အခုဗီဒီယိုကတော့ရာဆလော့အကြောင်းမဖြစ်နေသေးတာမယ့်အရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဂစတန်ဘွားနှစ်ပန်းသမားရာဆလော့ကတူရကီနိုင်ငံကိုစားပြီးပြီးတော့ MMA ပြိုင်ပွဲတွေဆင်တွဲနေပြီးမြဲ့ သူ့ရဲ့မွေးရမြေကတော့ရုရှားနိုင်ငံဒါဂစ္စတန်ပါဒါဂစ္စတန်ဆိုတာတိုက်ခိုက်အားကစားသမားကောင်းတွေမွေးထုတ်ပေးနေတဲ့နာမည်ကျော်အရက်ဒေတာပါရော့စလော့ကဒါဂစ္စတန်သားပီတာဆိုတာပဲတိုက်ခိုက်အားကစားနည်းကိုခန့်ငယ်ငယ်ရွေးမှာပဲစိတ်ဝင်စားခဲ့ပြီးတော့နဗန်းကစားမဖြစ်နဲ့စတင်ခဲ့တယ်နဗန်းကစားနည်းကိုကျွမ်းကျင်ပိုင်နိုင်ပြီးတဲ့နောက်ရော့စလော့ကမွေထိုင်းနဲ့ MMA ပညာရပ်တွေကိုဒီဇိုင်းမမတ်လေ့လာသင်ခဲ့ပညာပေါင်းစုံနေပြီးမဲ့ရော့စလော့ကသူ့ရဲ့လက်ဦးပညာရပ်ဖြစ်တဲ့နဗန်းအားကစားနည်းကိုအခြေခံပြီးအောင်ပွဲယူနေတယ် သူ့ရဲ့ powerful takedown တွေ grappling dive တွေကပြိုင်ဘက်တွေအတွက်ငရဲဖြစ်နေတာပါ lightweight damn မှာဆိုရင်အကောင်းဆုံးနှပန်းစားမဖြစ် wrestler တင်ရှားပြီးတော့ back straight down artist လို့လည်းတင်စားခံရတယ်ငငယ်လေးနဲ့စားပြသူနှပန်းသမားဘွားကနေ MMA စားမဘွားကို wrestler ခက်လွယ်လွယ်ကူးပြောင်းနိုင်ခဲ့တယ်အသက်20ရွယ်2012ခုနှစ်မှာ wrestler က MMA ပညာရပ်တွေကို Dagestan ကနာမည်ကျော် Gorest Fight Team မှာတင်ယူခဲ့ပါတယ်အဲနောက်တစ်နှစ်ကြာမှာပထမဆုံး MMA ပွဲတွေကိုစတင်ပြီးတော့ဝင်ရောက်ရှင်ပြိုင်ခဲ့တယ် ဲချိန်ကစလို့ရာစလော့ကဥရောပ MMA ပြိသက်တွေကြားထင်ရှားခဲ့တာပါဒူဂျွန်လုံးရဲ့ပရိုကစားမဘွားမှတ်တမ်းရာစလော့ကပွဲမရှိတဲ့ကာလမှာပြင်းထန်တဲ့လေးကျင့်တို့သူ့ရဲ့မာကုံကိုမြင့်တင်ပေးမဲ့လေးကျင့်ဘက်ဓာတ်မှုပြိုင်ဘက်တွေရှာဖွေပြီးတော့အဆန်းသတ်ခံနေသူပါဒါကြောင့်လဲပရိုကစားမဘွားမှာရာစလော့ရှုံးမွဲမရှိသေးတာပါအမြဲတမ်းလေးလာတင်ယူနေသူရာစလော့ကတင်ယူလို့စိတ်ကိုဘယ်တော့မှမလျှော့တတ်ဘူးလက်ရှိချိန်မှာရာစလော့ကဒရဂီနိုင်ငံအခြေစိုက် Hyperion Fighters Gemma လေးကျင့်နေပါတယ် အဲ့ညာကထိတ်တန်းဖိုင်တာတို့မွေးထုတ်ပေးနေပြီးတော့ဝမ်ဖေသာဝေးမွေးထိုင်းဝေါ်တိုက်တဲ့ကိုစိန်ခေါ်မှုတဲ့ဂျာမေယူစူပေါ့လေးချင်းခဲ့တဲ့နေရာပါရာစလော့ကိုပို့ပြီးကျန်းနဲ့ဆွဲဆောင်ရဖိုင်တာဖြစ်အောင်လို့မုံမှန်ပေးနေပါတယ် ground game ကျွမ်းကျင်သူရာစလော့ဖိုင်တာဘွားမှာ ground strike နဲ့အလဲထိုးနိုင်ရကြတာ6ပွဲတိရှိပါတယ် ground strike နဲ့ပွဲသိမ်းတာဖြင့်ချုပ်ကွက်နဲ့လည်းရာစလော့ပွဲသိမ်းတတ်ပါတယ်ဆိုတော့ရာစလော့နဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ချက်ရှိကြလဲသူ့ရဲ့ပွဲတွေကိုကြည့်ဘူးကြလားပြောပြခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ